ချင်းချင်းနဲ့ကျုပ်တွေးထက်တွင်ယူမမြင်ဘူးဆရာတွေကဘယ်လိုကောင်းလဲဆိုတော့ကိုကျော်သူနဲ့ရိုက်တော့အောင်ဦးကျော်ဟိန်းနဲ့ရိုက်တော့အောင်စရိုက်ခဲရကျွန်တော်ကတေယုတ်ဆောင်ဘိုးလေးဆိုပြီးမုံဘိုးရပြီးကျွန်တော်ကစရိုက်ခဲအဲ့ဒါမင်းရဲ့ရောအဆူလေးတက်တာလေဒီတော့မပြောဟဲ့မင်းတဲ့မောင်ကြီးဘယ်လိုလဲကျွန်တော်ကပတ်စံအဲ့လိုပေးပြီးတော့ကျွန်တော်ကိုခေါ်ရိုက်ပါပြီဆိုပြီးတခါမှမလုပ်ခဲ့ရဘူးအဲ့လိုမျိုးပေါ့နော်ကျွန်တော်တကယ်ဆရာကောင်းသမားကောင်းနေနေတကယ်တွေ့ခဲ့ရပါတယ်ဟုတ်ကိုရတယ်အတွေ့ ချော်စမ်းပါနဲ့ဟုတ်တယ်ကျွန်တော်ကပြင်နိုင်ဟိုဘယ်လိုကောင်းလဲပေါက်တဲ့တော့ပုတ်တာမဟုတ်ဘူးအခုလို့အစီပြန်ပြီးပဲရိုက်တာဒါမဲ့သူ့အတူလေးအဲ့လိုတချို့ကားကြသူ့အတူကြည်ကောင်းတယ်ဗျအဲ့လိုပေါ့မဟုတ်လဲစမ်းပွင့်လာလားတော့မသိဘူးအဲ့လိုပေါ့အရင်ခေတ်ကအရင်ခေတ်ကကြတော့အဲ့လိုမိသားစုလေးရိုက်တာလေအခုကကြတော့ဗဲဖုန်ချောင်းနာကြီးကြာကူလီရိုက်တာခြံခုံးနာကြီးဒါတွေပဲရိုက်နေတော့အပြင်မှာလည်းဒီလိုတွေပဲဖြစ်နေကြတော့ ားကြီးပေါ့ဟုတ်ပါဘူးဟိုလောက်ရှိပေါ့ဟိုဒီဇိုင်းမမက်လောက်ခဲ့ရနှစ်အစိပ်ပေါ့အဲလောက်ဆရာကိုကျော်သူရဲ့ဥကျော်ဟင်းပေါ့ဟုတ်အဲ့ဒါကျွန်တော်ဟိုးရင်ကအင်တာဗျူးတွေဖြေထားပါတယ်အဲ့အလင်းနန်းတို့အချစ်ဂျာနယ်တို့အိမ်မှာကျွန်တော်ပါတဲ့အခန်းလေးကြီးကျွန်တော်ကကြီးနဲ့ကြိုက်ပြီးစားရတဲ့တိုင်တာအိမ်မှာ credit ရှိသေးတယ်တခါလေကျွန်တော် Facebook မှာကျွန်တော်အရင်ဘွားလေးသတိရရင်အဲ့ဟာလေးဓာတ်ပုံရိုက်ပြီးပြန်ပြန်တင်ပါတယ်ဟုတ်အဲ့ဒီအကြောင်းလေးသိချင်ကျွန်တော်ရဲ့ Facebook ကလာလာဝင်ကြည့်ပါဗျာဟုတ် ဟုတ်ကဲ့အဲ့ခေတ်ကကျွန်တော်မြင်လာတော့ငင်းသားကြီးဖြစ်ရှင်တယ်ဆိုပြီးတော့ဝင်လာတဲ့လူကနည်းနည်းရှားတယ်ရိုက်ခွန့်လေးရရင်ပြီးရောဆိုပြီးလာကြတာပဲဘောကျောင်းခေတ်ကအရန်ဝင်ရတာခက်တယ်လေအဆက်အသွယ်မရှိရင်ပဲရုပ်ရှင်အပိုင်းဝိုင်းကြဝင်လုံးမမြအခုဒီဘက်ကကတော့မြင်သမျှကသေုပ်ဆောင်ပြည့်အရန်ကွာပါတယ်ဟုတ်ဟုတ်တယ်ပတ်စံတွေအကုန်ခံပြီးတော့မင်းသားမဖြစ်ဖြစ်အောင်လိုက်လုံနေရဆရာကောင်းလို့တယ်ဆရာကောင်းလို့တယ်ပြီးတော့ရှင်းပြောရင်ဘယ်လိုကောင်းလဲအဲ့တော့ဆရာတွေကလည်းရှင်းပြောရင် ဟိုအမုန်းခံပြီးတော့ဟိုသူတို့ပေးခဲ့ကြတာပါကျွန်တော်တို့လေတကယ်ဒါပေမဲ့ကျွန်တော်ကဆရာတွေကဘယ်လိုကောင်းလဲဆိုတော့ကိုကျော်သူနဲ့ရိုက်တော့အောင်ဦးကျော်ဟိန်းနဲ့ရိုက်တော့အောင်စရိုက်ခဲ့ရကျွန်တော်ကတရုတ်ဆောင်ဘိုးလေးဆိုပြီးမုံဘိုးရပြီးကျွန်တော်စရိုက်ခံချင်းချင်းနဲ့ကြိုးတွေးထက်တွင်ယူမမြင်ဘူးကျွန်တော်ကပတ်စံအဲ့လိုပေးပြီးတော့ကျွန်တော်ကိုခေါ်ရိုက်ပါပြီဆိုပြီးတခါမှမလုပ်ခဲ့ရဘူး အဲ့လိုမျိုးပေါ့နော်ကျွန်တော်တကယ်ဆရာကောင်းသမားကောင်းနေနဲ့တကယ်တွေ့ခဲ့ရပါတယ်ဟုတ်အဆုံးနဲ့တော့မင်းရင်ရောအဆူလေးတက်တာလေဒီတော့မပြောမင်းတဲ့မောင်ကြီးဘယ်သူလဲဟုတ်တယ်ဟုတ်တယ်အရန်တော်ကြပါတယ်တကယ်သူတို့လိုမျိုးမှုတွေစိတ်တွေဟိုကျွန်တော်အခုဇကားမှာပြည်ပြင်းနေဘာညာဘယ်လိုပဲပြောပြောလေဒါပေမဲ့သူတို့ပုံရိပ်တွေကျွန်တော်ယူယူပြီးတော့ကိုရိုက်နေအောင်သူတို့ကဘယ်မှမနေအရန်တော်ကြပါလေဟုတ်ဟုတ်တယ်ကျွန်တော်ကဖြစ်နိုင် ဟိုဘယ်လိုကောင်းလဲပေါက်တဲ့တောင်ပုတ်တာမဟုတ်ဘူးအခုလို့အစီပြန်ပြီးပဲရိုက်တာဒါမဲ့သူ့အတူလေးအဲ့လိုတချို့ကားကြသူ့အတူကြည်ကောင်းတယ်ဗျလုံးလဲမသိဘူးကင်မရာလားမီးကြောင်လားဘာလဲတော့မသိဘူးအဲ့လိုပေါ့မဟုတ်လဲစမ်းပွင့်တာလားတော့မသိဘူးအဲ့လိုပေါ့ဟုတ်အပြင်မှာကျွန်တော်စိတ်ထားကောင်းတာသူတို့သိတာဟုတ်တတိယပါပဲတကယ်ပါပြီးတော့ကျွန်တော်အရှင်းပြောရင်လေဟိုသူများရဲ့လိုလေးဒီဘယ်လိုကောင်းမလဲတချို့ကရှိတယ်ဗျဟိုရှော့ဝါးတဲ့ရဲ့ရောက်တော့မှရှော့ဝါးတာကိုပြန်တတိယအကြောင်းတင်နေပါတယ် ဟဲ့ကျွန်တော်ကအဲ့လိုအပေါ်ရတော့မလုပ်တယ်ဘူးဒါကျွန်တော်ရင်မထက်မှာအများကြီးရှိရယ်အများကြီးဟိုဘယ်လိုခေါမလဲအခုကားရိုက်လို့ကိုမောင် ရိုက်ခဲ့ဘူးတဲ့ဇာကားမျိုး character ကိုကျွန်တော်လောက်ရပြီဆိုရင် ကျွန်တော်အဲ့ကားရိုက်တဲ့အချိန်ရောရိုက်ပြီးတဲ့အချိန်ရောကိုမောင်ကိုကျွန်တော်သတိရတယ်။အော်ဒါကိုမောင်ကားရင်ကကြည်ထားလို့ဒီညာလေးဒီလိုလေးငါလုပ်တယ်။အဲဥကြော်ကားဆိုလဲဥကြော်ပေါ့။အဲအဲ့လိုလေးပေါ့အများကြီးရင်မထက်မှာရှိပါရဲ့ဟုတ်အဲ့ဒါကဘယ်လိုလဲဆိုအမှန်မင်းသားကြီးတယောက်ကဥဆောင်ပြီးတော့အဲ့ဥကြော်ခက်ကလို့ပေါ့ ်ဦးကျော်ခိတ်ကဆိုဒါလူငယ်အစ်စ်တွေလည်းအများကြီးပါတယ်ပြီးတော့အဲ့လိုအကြီးတယောက်ကလီဒါလုံးလိုက်ပြီးတော့အဲအဲ့လိုမျိုးဇက်ကလေးပေါ့နော်မိသားစုဇက်လေးအဲ့လိုအခုဒီဘက်ခေတ်ကျတော့ဖုန်ကြောင်တာတနာယူလာရပဲများတယ်အရင်ခေတ်ကအရင်ခေတ်ကကျတော့အဲ့လိုမိသားစုလေးရိုက်တာလေအခုကကျတော့ပဲဖုန်ကြောင်တာတွေကြာကူလီရိုက်တာတွေခြံခုံတာတွေဒါတွေပဲရိုက်နေတော့အပြင်မှာလည်းဒီလိုတွေပဲဖြစ်နေကြတော့မကောင်းပါဘူး သူများနိုင်ငံလူကြည့်မြင်အော်မြန်မာနိုင်ငံလူတွေအကုန်ဖုန်းကြောင်နေကြည့်ရဲဆိုထင်နေမှာပေါ့နော်အရန်ရိုက်စေတယ်ဟုတ်တယ်ပြီးတော့မောင်နှမချင်းထဲမှာအဲ့လိုတရားတရား shock ကြိုက်တာလို့ပါအရင်ခက်ကရဲရတဲ့အဲ့မိသားစုဆက်လေးတွေကပျော်ဖို့ကောင်းပါတယ်တကယ်ပါပြီးတော့လေကျွန်တော် item လောက်ရတာလည်းပိုကောင်းတယ်ဘာလို့ဆိုတော့ဒါမိသားစုအတွင်းထဲမှာတကယ်ရှိကြတာအဲဘယ်လိုပဲဖြစ်ပါဟိုဘယ်လိုခေါမလဲဦးကျော်ကိုကျော်သူရောဘာပဲပြောပြောကျွန်တော်ရဲ့ဆရာသမားကြီးဖြစ်ခဲ့တယ်ကျွန်တော်ဒီဒီနေ့ဒီရင်ဘတ်ထဲမှာလည်းရှိတယ်အများနဲ့လည်း ဟိုစိတ်ထဲမှာဟိုနာမည်ခေါ်ပြီးသားကျွန်တော်ဒီလိုမကြော့တာဗျာဒါပေမဲ့ကျွန်တော်ကကျွန်တော်ဥချတိုင်းပဲဖြစ်ဖြစ်မျက်လုံးမိတ်လို့အိတ်ခံကြီးပဲဖြစ်ဖြစ်မြင်အောင်တဲ့ပုံရိပ်တွေထဲမှာအမြဲတမ်းထိတ်ဆုံးရပါပါတယ်လို့ဟုတ်